ခွဲလေးကြားတယ်ဆိုတော့ရတယ်ဟုတ်လို့နေရနေရ၃ရက်စတိုက်အဲ့လိုနေမပွက်ဘူးကောင်းတယ်မနေ့ရလည်းနေလို့ရှိတယ် စားစားပြီးတော့ပြအဲ့တော့ပေါင်မို့တော့မနေ့ရှင်းနိုင်အဲ့ပြီးတော့7နိုင်လောက်ပြန်နိုးတယ်ပြီးဟိုလည်းဒီကလည်းကြည့်ပြီးတော့ပေါင်မို့3လုံးစားပြီးပြအဲ့လိုက်တာ3နိုင်ခွဲ3နိုင်ထိုးပြီး3နိုင်ခွဲပါလို့ဆိုတော့ကျုပ်အေးခနဲ့ခနဲ့နိုင်ရတယ် ခဏခဏရတော့ပေါင်မုတ်ကိုပြန်ကြည့်မယ်ပေါင်မုတ်ကခြောက်လုံးကျန်တယ်ပေါင်မုတ်ခြောက်လုံးကျန်တယ်အဲ့လိုမနေ့ကသုံးလုံးစားတယ်ဆိုတော့လေဒီလိုလေပေါင်မုတ်က29ရက်နေ့ထိထားလို့ရတယ်အဲ့လို 26ရက်နေ့ထိထားလို့ရတယ်ဆိုတော့ကျုပ်ကဟိုဒီဒီရှောက်ရှောက်မခဏခဏမတော်ဘူးအဲ့လိုဈေးတွေပါပြီးတော့ရှောက်ရှောက်ပြီးမစားတဲ့အခါကျတော့ပေါင်မုတ်ပေါင်မုတ်နကက်ကိုဇနက်တကြကြည့်ပြီးဝယ်ခဲ့တယ်လို့ပြောနေပေါင်မုတ်နကက်ကိုဇနက်တကြကြည့်ပြီးဝယ်ခဲ့တယ် ဒိတ်ကိုကြည်ပြီးတော့ဗောနော inspire ဖြစ်မဲ့ဒိတ်နဲ့ကိုစားလို့ကုံမဲ့နေ့အထိပြီးရင်ကိုကားထဲမှာရာတိဥရုပေါ်မှာမူတည်ပြီးတော့မှထားလို့ရမဲ့နေ့အထိခမ်းမှန်ပြီးတော့ဝယ်တာဗောနော်လက်သေးချာချာလက်ညှိုးချိုးကြီးတွေ့ပြီးဝယ်ရတယ်ဆိုတော့ ဆိုတော့အခုသုံးလုံးသုံးလုံးကြံဟင်းညာကျရဲ့ဗိုက်စာလို့စားပြီးဟေးဆိုလို့ရှိရတခါသုံးလုံးမနေ့ဖက်ကုန်ပြီးမရှိတော့ဆိုတော့ तू ကအဲ့ဒီမှာစတီကာကတ်ထားတဲ့ဒိတ်အထိမနေဘူးပေါ့အစားတောက်ကအဲ့လိုမျိုးပေါ့နော် စပယ်ရိတ်မယ်စပယ်ရိတ်ဖို့တိတ်ရည်ရွယ်တယ်အဲ့လိုမျိုးပါနော်။ဒါကြောင့်လဲဆိုတော့